မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပန်မောင်ဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းကျုပ်တစ်ထဲကမာရန်ဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိန်ကြီးဖြစ်ပါတယ်အထက်အညာတွင် အပူရှိန်ကို မခံနိုင်သောခင်တန်းမြင်သည်အောက်ပြီးအောက်ရွာ အပူတက်တာတော့မိမိအရက်တို့ပြန်သွားသည်မှာတလပင်ကြော်ခဲ့လိမ့်ပြီ။မောင်လူအေးကအထက်အညာတွင်တယောက်တည်းအပူမင်းနှင့်စစ်ခင်းကကြံရစ်ခဲ့၏။မောင်လူအေး၌အလုတ်တစ်ခုပို၍တိုးလာလေသည်။အခြားအလုတ်မဟုတ်ပါ။ခင်တန်းမြင့်ထံအမာစာများ ရေးရသောအလုတ်ဖြစ်လေသည်။နေစဉ်လိုလိုခင်တန်းမြင့်ထံသို့မောင်လူအေးစာရေးနေသည်ကိုတပည့်များမြင်ကြကုန်၏။ ထွန်းဖီကသူဤမယာဖွားချီအားတို့လူဟာလွန်တော့လွန်လွန်းတကွာဟုဆိုသည်မဟုတ်ပါလောစာတိုက်ဌာနမှာတလာအတွင်ဘန္နာတော်များစွာတိုးတက်၍လာလေသည်ခင်တန်းမြင့်ထန်းတို့မောင်လူအေးပို့လိုက်သောမှားတန်းများကမြည်သူသောစာမျိုးပါနီဥပုံညတွင်ရေးလေရှိသောရှင်ဖူးမြတ်တာစာမျိုးကဲ့သို့ကာယံတွင်လင်္ကာတွင်နှင့်ပေလောမောင်ငန်သူဤမှားတန်းမျိုးကဲ့သို့ ကြပြဆန်ဆန်စာတန်းမျိုးပဲလောတိမ်ကြီးစေးစာအုပ်ဆိုင်များတွင်တပဲတမှုနှင့်ရောင်းလေရှိသော လူပြိုအပြိုပေး မြစ်တာစာအုပ်ထဲတွင်ပါသောမှားတန်းမျိုးပဲလောဟု တွေးတောเสียအကြောင်းရှိ၏မိသူသော ခင်တန်းမြစ်ထံရေးပို့လိုက်သော စာရဆောင်ကိုတက်သေးအဖြစ်ဖြင့်အောက်တွင်ဖော်ပြလိုက်ပါသည် မိမရေအဲ့ဒီလိုမခေါ်ရတာတော်တော်ကြာသွားပြီမို့ခက်လွန်းလွန်းရှိတာနဲ့ခေါ်လိုက်တာပဲမိမရေ လွမ်းဆိုဘယ်ပြောလို့ကောင်းမလဲမိုးတွေဆွေးပြီး ရွာနေတာဟိုးညကလေးကရွာလိုက်တာအခုတော့ရွာတော့မဲမနဲ့ပြန်စီတုတ်တရာကိုဘလို့တွားရမယ်မပြောတတ်သေးဘူးကံဖျားကနက်နက်စောစောထွက်လာတော့ကလည်းမိုးရီထဲမှာပေါ့တလန်းလုံးဘွက်ပေါက်ဖနက်တစ်ဖက်တစ်ဖက်မှာရွှွန်90တားစီလောက်ကပ်ပါလာတယ်အဲ့ဒီရွှွန်တွေကိုလိုချင်လို့ရှိရင် စာလိုက်ကနေပါဆယ်လုပ်ပြီးပို့လိုက်မယ် နောင်အတုံးချခြင်းရင်ချရအောင်လို့ပေါ့အသွေးကတော့ဖြစ်တနက်ခါးသွေးပါပဲဖနက်ရွှန့်ပေးတာဘာဟုတ်သေးတလဲတကူလုံးရွှဲရွှဲဆို ချမ်းလိုက်တာလဲခိုက်ခိုက်တော့အော်ဒုက္ခဒုက္ခတားကျွေးမှုမရားကျွေးမှုဟာနော်အဲ့ဒီလိုလမ်းထဲမှာတွေးမိသေးတယ်သို့ပေမဲ့တားမရကိုကြီးကျွေးတာလဲမဟုတ်သေးဘူးကိုလဲစားတာပဲဘာမှညီးစရာမရှိဘူးလို့စိတ်ကို ပြန်ပြီးဖြေတယ်ကိုင်းကြေရော ချောင်းဦးရောက်ပြန်တော့လဲမိုးထီထားလို့ဘိုးတဲတစ်ခုလုံးနေစရာတောင်မရှိဘူးမိုးကလည်းမိုးမိုးကလည်းအေးတာနဲ့နနက်စာစားပြီးရင်ပြီးခြင်းပဲအိတ်ရဲတဲ့ဝင်ကွေးလိုက်တာညနေ9နာရီထိုးမှလက်ဖက်ရည်ထတောက်တော့တယ်အင်မတန်စီးစိမ်ရှိอืมဖနက်စုပ်ပြောရအောင်မယ်ဖနက်စုပ်အဘူကာစင်လဲဒီတခါတော့မိုးရည်ထဲမှာစီးမိလို့ပြက်စီးတော့မယ်ထင်ပါရဲ့လေသူခမရလဲ တနာစရာအလုတ်သက်တနစ်မကြော်သေးဘူးပင်စင်နီးနေပြီရှေးလာကုံရင်တော့ပင်စင်ပေးရတော့မယ်ပင်စင်မရခင်အနှိမ့်စာရောက်သွားမှာကိုစိုးနေရသေးတယ်မောင်မင်းကြီးသားအနှိမ့်စာမရောက်ပါစေနဲ့အုံးလို့စူတောင်းရတော့တာပဲနယ်လက်ထွက်နေတော့သူအနှိမ့်စာရောက်သွားရင်ဘသူ့ကိုစီးရမှာလဲကိုမှလည်းဒီတရံပဲရှိတယ်ခိုးကိုးရမယ်ဖြစ်တော့မှာအမှန်ပေါ်ဆရာဝန်မောင်ရှင်ကိုအခုခိုင်းတာတယ် မိခင်စမ်းမလို့ပြန်ပြီးကောင်းလာမယ်လို့မျှော်လင့်ရတော့တာပဲလေမတက်နိုင်တော့ပါဘူးနယ်လက်ထွက်မလာခင်က ရေထန်းသမားမောင်တောင်းနဲ့မော်တော်ကားမောင်သမားအဘဒူမက်ကြီးရဲ့မယားတို့အချင်းဖြစ်ပွားကြတဲ့အကြောင်းကိုအရင်စာမှာမရေးရဘူးထင်တယ်။ကဲနားထောင်ပြီးတော့တနေ့ကွင်းသွားစစ်နေတော့မောင်တောင်းနဲ့ကလမတို့အိမ်ဝင်းအတွင်းကရေတွင်းမှာ ရေလူခတ်ရာကရံဖြစ်ကြတဲ့။အဲ့ဒီလိုရံဖြစ်ကြရမှာ ကလမက သူစီးတဲ့ဖနက်နဲ့စော်ဆူကို၊ကိုင်းတော်ရော့လားဗျာ။အင်မတန်မိုက်ရိုင်းတဲ့ကလမအဲ့ဒီတော့ငါသူ့လင်းလဲမရှိဘူးပေါ့။ကွင်းစေရကမောမောနဲ့ပြန်လာလို့အိမ်ပေါ်ရောက်တာနဲ့တပြိုင်နက်မောင်တောင်းကလာတိုင်ပါရော။ကလမကလည်းသူ့လင်းမောင်တော်ဖျားကိုတန်တော်ဦးတင်တာပေါ့။ဒီတော့အဘဒူမချစ်ကလည်းသူ့မယားဘက်ကလာပြီးရှေ့နေလိုက်တော်တာပဲ။ကိုင်း အိမ်မှာအိမ်ရှင်မှသာရှိရင်ဒီကိစ္စတွေဟာအောင်ယုံနဲ့ပြီးဖို့ကိစ္စတွေမဟုတ်ပါလားအိမ်ရှင်မှမရှိလေတော့ဟိုက်ကုတ်ကိုရောက်လာကြရတာပေါ့ရောက်လာလို့ရှိမှဖြစ်လဲစစ်ဆေးရတော့တာပေါ့လေထုံးဖေတို့လင်မယာမောင်ရှင်ဦးဖုံးတို့ကို စစ်ဆေးပြီးတော့ကလမစီကထုကြည်လွာတောင်းပါရော ထုကြည်ပေးပါရဲ့တို့ပေမဲ့သူ့ထုကြည်ချက်ကမခိုင်းလုံတာနဲ့မောင်တောင်းအားကလမက ရောကြီးငါးချက်ပေးစီလို့စီရင်ချက်ချတယ် ကလားလင်မယားကမပေးနိုင်ဘူးတဲ့အတင်းခုခံနေကြတော့တာပဲဒီတော့အဘဒူမက်ချစ်ကို အလုံးမထုတ်ပယ်လိုက်တာပေါ့ဒီတော့မှငုံမဲ့မဲ့နဲ့လုံနေကြတယ်ဒို့ပေမဲ့ဘာတက်နိုင်တော့မှလဲစီရင်ချက်ချပြီးဟာကိုတခါစီရင်ချက်ကြပြီးရင်ပြန်နှုတ်သိမ့်လို့မရဘူးမိမကြီးရာဇဝတ်ကျင့်ထုံးကို ဥပဒေမှာ အတီလင်းစိုးထားကလားစီရင်ချက်ကိုနှုတ်သိမ့်လို့မရတာနဲ့လာစာတလအတွက်ပိုပေးလိုက်တယ်တနာတာကို ကိုင်းကောင်းသေးရဲ့လားသူတို့အချင်းချင်းရန်ဖြစ်ကြတဲ့နေရာမှာကို့အိတ်ထဲကငွေ30ပါသွားပါကောတရခန်းကိုဒဏ်ရိုက်ပြီးတရခန်းကဒဏ်ငွေကိုမဆောင်နိုင်တော့တရားသူကြီးကအိတ်ထဲကစိုက်ပြီးဆောင်လိုက်ရတဲ့ထုံးနဲ့တူနေပြီအဲ့ဒီလိုငွေ30အိတ်ထဲကပါသွားတာဘာဖြစ်လို့လဲအိမ်မှာအိမ်ရှင်မမရှိတဲ့အတွက်ပေါ့အိမ်မှာအိမ်ရှင်မသာရှိမယ်ဆိုရင်အောင်ယုံနဲ့ပြီးရမယ်အမှုကလား ထုံးဖေသားကလေးငတိဟာလဲအခုတလောအင်မတန်တီးနေတယ်။သူ့အဖေအမေအလက်မှာအိမ်ဝင်းထဲကထွက်ပြီးအိမ်နောက်ဖေးဈေးဘက်ကိုသွားတယ်။တနေ့ကတွေးလိုက်တာနဲ့ခက်နာနာလေးစော်လိုက်သဘော။អော်လိုက်တာဘယ်ပြောလို့ကောင်းမလဲ။ဒီတစ်ခါကြမှချက်ကောင်းရတော့တယ်။သူ့အဖေအမေတွေတော့ကျိတ်ပြီးဆဲကြမလားမပြောတတ်ဘူး။အာမိတ်နဲ့လွေစောတို့လည်းအိမ်ဘေးကမြောင်းနေစင်းပြီးအိမ်နာချင်းခွေးကြီးတွေနဲ့တွားတွားစော့ကြတယ်။ ခဏခဏကြိမ်လာမောင်းလာရိုက်လာနဲ့အင်မတန်ဒုက္ခများတာကလားလွေစောကငဲတာငဲတယ်သူကကြီးခေါင်းဆောင်နေတာပဲတနေ့ကလည်းခွေးကြီးတကောင်ကကိုက်လွတ်လိုက်လို့အော်ပြီးပြေးလာကြပါဘကောစတိုကန်းထဲမှာထားတဲ့ဇီးဂျိုသီးတွေကို အာမိတ်ခိုးစားတာကိုမိတာလဲသုံးလေးခါရှိပြီလွေစောမီးဘိုကြောင့်တဲကအမဲရိုးတွေကိုလည်းချီလာပြီးဖျားကန်းမှာခင်းထားတဲ့ကော်စောပေါ်မှာလာစားတာလဲသုံးခါတောင်ရှိပြီ သူ့ကိုမရိုက်ပါနဲ့ဆိုလို့မရိုက်တယ်လက်ကတော့ရားလာပေါ့လွေစောကတော့တနေတခြားမိုက်လာဆိုးလာ တေလာတယ်အာမိတ်ကတော့တနေတခြားလိမ်မာရေးချရှိလာတယ်ကို့ခွေးမို့ကို့ချီးမွမ်းတာမဟုတ်ပါဘူးမငေါ်စမ်းပါနဲ့ဗျာကြောင်ကလေးသုံးကောင်ကတော့ဗမာနေလို့ဗမာစားကြတယ်မပြောတတ်တော့ဘူးဘရောမှလည်းအိမ်ပေါ်မှာမရှိ ထုံးဖေတို့လင်မယားပဲကြိရှုနေကြတော့တယ်ထင်မရဲ့မေးလဲမမေးကြည့်မိဘူး ဒီကြောင်ကလေး၃កောင်ဟာလဲငငယ်တုန်းကတော့ချစ်စရာလေးတွေအခုတော့ဖြည့်ရှေရှေမမဘာတွေနဲ့တူနေကြသလဲမပြောတတ်ဘူးလူနာလဲမကက်ချင်းအိမ်ရှင်မမရှိတာနဲ့ကြောင်ကလေးတွေလဲဖယိုဖယဲဖြစ်နေကြတော့တာပဲလေမတော်ခင်ကမှားသွားတဲ့အတိုင်းအိမ်တောင်ဘက်ကပရင်ပေါက်တွေကို အခုထက်တောင်မဖွင့်သေးဘူးတိုးပေမဲ့ဈေးပြန်တွေကိုမှန်နေကမြင်နေရတယ် ပရင်းပေါက်တွေကမှန်တက်ထားတဲ့မှန်ပရင်းပေါက်တွေဆိုတော့ပိတ်ထားပေမဲ့အကျိုးမရှိဘူးမြင်ရတာပဲမှန်ပရင်းပေါက်နေရာမှာတစ်သားပရင်းပေါက်တွေကိုတက်ပေးပါရဲ့လို့ SLO ဥပ္ပဆိုင်ရာ ဝင်းထောက်စီကို စာရေးရမကောင်းဘူးလားသို့ပေမဲ့ဘသူကိုပဲမြင်ရမြင်ရဘသူကပဲဘလို့ပဲချော်ချော်မောင်လူအေးကတော့နာကံမတိပါပဲမိမရေစိတ်ချလို့သာနေပါအဲဒါကအားပေးတဲ့စကားပါကလား လိုချင်တာရှိရင်မှားလိုက် ပြန်လာရင်ဝယ်ခဲ့မယ်ဆိုလို့မှားလိုက်ရအောင်တော့မယ်အဖိုးပေါ်ပေါ်နဲ့အမျိုးကောင်းကောင်းအချိန်မှန်နဲ့လက်ပတ်နာရီတစ်လုံးလောက်တွေ့ရင်ဘလောက်ပဲပေးရပေးရဝယ်ခဲ့စမ်းမှာရွှေနာရီတို့ငွေနာရီတို့ကိုတော့မဝယ်ခဲ့ပါနဲ့ဒဏ်နာရီကိုရရင်ပြီးတာပါပဲဒီအသက်ဒီရွယ်ကြမှဖြစ်လှခြင်းပခြင်းနဲ့စိတ်တွေမရှိတော့ပါဘူးလူပြိုတော့ငါဆိုတော့ရွှေနာရီမှလိုချင်တယ်ရွှေလက်ပတ်ကျိုးကိုမှပတ်ချင်တယ် အခုများတော့ဒီလိုစိတ်မျိုးတွေမရှိတော့ပါဘူး။တားမရရတယ်ဆိုရင်စိတ်ကပြောင်းသွားတယ်ထင်ပါရဲ့လေ။တခါတခါတရားအင်မတန်ရတယ်။တရားရတယ်ဆိုမှရန်ကုန်တိမ်ကြီးစီတဲ့ကပရိစ္ဆသမုပ္ပါစာအုပ်နဲ့ဓမ္မစက်ကြာစာအုပ်နှစ်အုပ်ကိုလည်းဝယ်ခဲ့စမ်းပါ။မမေ့ပါနဲ့။ရုံအလုပ်တွေကိုကုန်းမိလုပ်နေတာနဲ့တရားစာတွေကိုဖတ်ဖို့တောင်အချိန်မရဘူး။ရုံအလုပ်တွေကိုဘလို့ပဲလုပ်လို့နောက်တန်းတရားကိုပါမဲ့ဟာတွေမဟုတ်ဘူး။ ဖះစာတရားစာတွေကို ဖတ်တာကမှနောက်တန်တရားကိုပါမှာကလားအဲ့ဒီဟာတွေကို တွေးမိဗလားဆိုရင်အင်မတန်တရားရတယ်အိမ်ရှင်မမြဲမြဲပြန်မြောက်ရင်တော့တောထွက်သွားမိမလားမပြောတတ်ဘူးမြေနုရွာတကြီးရွေးကောက်ဖို့ရှိနေတယ်စာကိုအဆုံးမသက်ခင်အိမ်တွင်ဂေဇက်ကလေးအကြောင်းရေးလိုက်ပြရစီအောင်အဲ့ဒီဂေဇက်မှာပါတဲ့အတိုင်းသဘောတူမတူကိုအမြန်စာပြန်လိုက်ပါတဲ့ ဘန္နာဆိုးမောင်ထွန်းပေ ကောင်းစွာမကြမ်းမာသေးသောကြောင့်၎င်းအားလာစာတဝက်နှင့်ခွင့်တလထက်မှန်ပေးလိုက်သည်နှင့်ခိတဘန္နာဆိုးဥဖုံအားခွင့်ယူတော်သူမောင်ထွန်းပေ၏နေရာတွင် တလဆက်လက်၍ခံထားလိုက်သည်၃ရေထန်းသမားမောင်တောင်းအားမေလတရက်နေ့မှ ဝင်းတွင်းရှိရေတွင်း၌ရေပြည့်လာသည့်တိုင်အောင် လာစာမရှိ ခွင့်ပေးလိုက်သည်၄မော်တော်ကားမောင်သမား အဗဒူမက်ချ်အားလာဇာတလအတွက်အပိုးပေးပြီးလင်အလုံးမှနှုတ်ပယ်လိုက်လေသည်။ငါအလုံးမှနှုတ်ပယ်လိုက်သောမော်တော်ကားသမားအဗဒူမက်ချ်၏နေရာတွင် မောင်ဆန်ရွှေခမောင်ထွန်းအောင်အားအစမ်းခံထားလိုက်လေသည်။မက်ချ်အထက်ပါအပြောင်းလဲများသည့်အိမ်တွင်းရေးဝင် ခင်တန်းမြင့်ကအတီးပြုမှ အတီးဖြစ်လိမ့်မည်ပုံမောင်လူအေး ဤအထက်တွင်ဖော်ပြထားသောမှားနှမ်းများသည်ခင်တန်းမြင့်ထန်းသို့မောင်းလူအေးပေသောမှားနှမ်းများစွာတွင်တစောင်းမျှသာဖြစ်လေသည်အားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့၏စိတ်ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းပေါင်းနှင့်တလုံးတဝလည်းပြည့်စုံနိုင်ကြပါသည်ရှင်